မိတ်ဆွေများအားလုံးမင်္ဂလာပါเนาะကျွန်တော် TikTok မှာလည်း post လေးတွေမတင်ပြတဲ့အတော့ကြာပါပြီငလျင်ဗီဒန်ထိသွားပြောမှအရင်ပြုပြင်မှုအခြေအနေဖြစ်နေတဲ့တဲ့ကြောင့်မို့နည်းစိတ်ဖြည့်စီမှုတွေများတယ်အဲကြောင့်မို့မတင်ပြတာပေါ့စာရည်လည်းတိတ်မဖက်ဖြစ်ဘူးเนาะဟိုဒါဒုက္ခတကူ share ပေးတာမဟုတ်ပါဘူးအခြေအနေလေးကိုတင်ပြပေးတာပါ အဲဒါမဲ့လေလူဆိုတာကိုယ်ဝါသနာနဲ့ကိုယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်လှုပ်တင်လှုပ်တိုက်တာတခုကတော့လှုပ်ရမယ်နော်ကျွန်တော်တို့ကဖြစ်ချင်တာတည်းဖြစ်တဲ့နာဦးစားပေးရအောင်အကြောင်းဒီနေ့ဒီနေ့လေး share ပေးချင်တာကတော့နော်ဒီလုပ်ငန်းခွင်ဒီမှာနော်တတိတွေပဲဖြစ်ဖြစ် manager တွေပဲဖြစ်ဖြစ်နော်လှုပ်တင်လှုပ်ထိုက်တဲ့ခေါင်းဆောင်မှုစတိုင်နော်အေးမျိုးအကြောင်းကျွန်တော်နည်းနည်းပြဝေပေးချင်ပါတယ်ခေါင်းဆောင်မှုစတိုင်၄မျိုးကိုကျွန်တော်တို့ကဝန်ထမ်း၄မျိုးနဲ့ เนาะနှိုင်းရှင်ပြီးတော့မှမျှဝေပြီးမှဖြစ်ပါတယ်နံပါတ်1เนาะဝင်တန်းเนาะအလုတ်တင်ဝင်တန်းပေါ့เนาะအလုတ်တင်ဝင်တန်းအလုတ်ကိုခုမှရောက်ခါစလုပ်ငန်းဝင်ကိုရောက်ခါစလုံးတင်ဝင်တန်းနေကိုเนาะပြီးရမယ်ခေါင်းတော်မူစတိုင်ကတော့ကိုယ်တိုင်ကိုကြเนาะဒီစနစ်ကြကြပြသပြီးရမှာဖြစ်ပါတယ်เนาะဟိုသူတို့ကိုချက်ချင်းတန်းပြီးတော့မှဟာမြင့်ဓာလုတ်လိုက်เนาะကျုပ်စာလုတ်လိုက်တန်းပြီးခိုင်းလို့မရဘူးသူတို့ကိုလုံပုံလုံနီး နော်လုံထုံးလုံနီးတွေလုံပုံလုံနီးတွေပြမယ်လုံထုံးလုံနီးတွေကိုပြောပြမယ်နော်စနစ်တကျသင်ပေးရမှာဖြစ်ပါတယ်အဲနောက်တစ်ခုကနွေနွေထွေထွေဆက်ဆံမယ်ဓမ္မတာလင်းဒီလုပ်ငန်းဝင်မှာအတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့မှနည်းနည်းလေးကနေအများကြီးရအောင်ကျွန်တော်တို့ဒီဆက်ဆောင်ပေးနိုင်မှာဖြစ်ပါသည်ဒါဒီခုနကနော်လုံတင်ဝန်ထမ်းတွေကနေတော့မှဒစင်ကျွန်တော်တို့ဥဆောင်မှုပေးဖို့အတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒါဒီခုနကလုံ style တမျိုးပေါ့နော်ဒုတိယ style ကတော့ကျွန်တော်တို့ ဖွံ့ဖြိုးဆဲဝင်တန်းเนาะ developing ပေါ့ employee ပေါ့เนาะဖွံ့ဖြိုးဆဲဝင်တန်းဆိုတာကတော့အလုပ်မှာနည်းနည်းလေးတက်လာပြီ experience လည်းရှိလာပြီเนาะအဲခဏကကြွက်နည်းနည်းတော့ကျွမ်းကျင်တဲ့ဝင်တန်းတော့မဟုတ်သေးဘူးဒီဝင်တန်းမျိုးကိုじゃကျွန်တော်တို့ကတည်တည်ချာချာမျက်စိနဲ့စောင့်ကြည့်ပေးမယ်၊ကူညီပေးမယ်เนาะသူတို့ကိုယ်ပိုင်လို့လုတ်ပိုင်ခွင့်လုတ်လို့ရအောင်လဲသူတို့လက်နဲ့လုတ်လို့ရအောင်လဲကျွန်တော်တို့စီစဉ်ပေးမယ်ဒါဒီခုနကဖွံ့ဖြိုးဆောင်ဝင်တန်းတွေကိုဆောင်ရွက်ပေးရမယ် တော့ခေါင်းဆောင်မှုစတိုင်ဖြစ်ပါတယ်။နောက်တတိယဝင်တန်း तू ကတော့ तू scale လေးပါဖြစ်လာတယ်။နော်ကျွမ်းကျင်လာပြီ။နော်အဲ့လိုကျွမ်းကျင်လာတဲ့ဝင်တန်းတွေကိုကြတော့ကျွန်တော်တို့ဒီခုနကသူတို့ကိုအဲခုနကကာဝင်တွေတီးတန်းဖွဲ့ဖို့ပြီးမယ်။သူတို့လက်နဲ့တိတိကျကျလောက်ကင်စီမယ်။သူတို့အောင်မြင်မှုကိုသူတို့ခံစားစီမယ်။ဒါမျိုးတွေနဲ့အဲနီးပြလောက်ပြီးမယ်။မဘောလုံးတင်းထဲမှာဆိုလို့ချင်းရင်နီးပြဒီကွင်းထဲဝင်မကစားဘူး။သို့တော့ဘေးကနေပြီးတော့ထိမ့်ပြီးတယ်။နော်အဲ့လိုမျိုးထိမ့်သိမ့်ပြရတယ်။ တိုင်မျိုးကိုကျင့်သုံးပေးရမှာဖြစ်ပါတယ်လုတ်တင်ဝင်တန်းရဲ့တန်းကျင်စဝင်တန်းရဲ့အတက်ခုကကျွမ်းကျင်လာပြီးဖြစ်တဲ့ဝင်တန်းရဲ့ဆိုပြီး၃မျိုးနော်ညဝေပြီးတဲ့နောက်မှာဒီခါတော့လုံးဝ expect လုံးဝကျွမ်းကျင်တဲ့ဝင်တန်းလွတ်ထားလို့ရတဲ့ဝင်တန်းတွေကိုတော့ကျွန်တော်တို့လုတ်ပိုင်ဝင် အပြည့်ပေးရမယ် နော်သူတို့ကိုယ်တိုင်လုပ်ငန်းတစ်ခုကိုဥဆောင်စီရမယ်အဲ့ချိန်မှာကျွန်တော်တို့သူတို့ကိုဘာဘာထပ်ပြီးမှတင်ပေးရမှာလဲဆိုတော့ leadership style လို့ခေါ်တယ်အခုလိုမျိုး style သုံးမျိုးကိုလည်းသူတို့တင်ပြီးအောင်တင်ပေးရမယ်ဒါမှသာလင်သူလမ်းမှာရှိတဲ့အလုပ်သင်ဝန်ထမ်းလေးတွေဖွံ့ဖြိုးဆဲဝန်ထမ်းလေးတွေနော်ကျွမ်းကျင်ဝန်ထမ်းလေးတွေကိုသူတို့ကောင်းကောင်း train လုပ်ပြီးမှသူ team နဲ့မှစနစ်တကျလုပ်ကိုင်နိုင်စီမှာဖြစ်ပါတယ်အဓိကတော့သူတို့ကိုခဏခဏခန်းစား권နေလေးပေးရမယ်အဲနောက်တစ်ခုကသူတို့နဲ့ပတ်သက်တဲ့ဟိုတိုက်တွန်းပေးရမယ် နော် လုတ်ချင်ကန်ရင်သိရှိအောင်လည်းတိုက်တွန်းပေးရမယ်ဒါမှသာလေကျွန်တော်တို့လုပ်ငန်းခွင်မှာအားထားရတဲ့ကိုယ့်လက်အောက်ကခေါင်းဆောင်တွေရလာမှာဖြစ်ပါတယ်အဲဒါကြောင့် leadership time ၃မျိုးပေါ့နော်အလုပ်တင်ဝင်တဲ့နေ့ကိုဘယ်လိုဆက်ဆံရမလဲခဏကဖွံ့ဖြိုးတိုးတက်စဝင်တဲ့နေ့ကိုဘယ်လိုဆက်ဆံရမလဲနောက်ကျွမ်းကျင်တဲ့ဝင်တဲ့နေ့ကိုဘယ်လိုဆက်ဆံရမလဲနောက်ကျွမ်းကျင်ပြီးသားလုံဝကိုလက်လွတ်အထားရတဲ့ကျွမ်းကျင်ကိုဘယ်လိုဆက်ဆံရမလဲဆိုတာကိုကျွန်တော်တို့လုပ်ငန်းခွင်မှာရှိနေတဲ့ manager တွေ နောက်လုပ်ငန်းကိုဥဆောင်နေတဲ့ပိုင်ရှင်တွေဒီတိပြီးတော့မှသူ့နေရာနဲ့သူအံဝင်ဝင်ကြမောင်းဆောင်မှုပေးနိုင်မှုလိုပါတယ်။နောက်ရောက်လာကတော့ဝန်ထမ်းကိုအမင်းဒါလေးတော့မလုပ်တက်ရခေါင်းလားဆိုပြီးကျွန်တော်တို့တွားပြီးပြစ်တင်နေလို့မရပါဘူး။နောက်ကျွမ်းကြီးရမီတာနော်စကေးလေးပါဝန်ထမ်းကိုလည်းသူတို့ကိုပိုင်လုပ်ပိုင်ခွင့်မပေးဘူး။နော် expert ကျွမ်းကျင်တဲ့ဝန်ထမ်းကြီးတွေကိုလည်းသူတို့ကဘာမှနော်လုပ်ပိုင်ခွင့်မပေးဘူးဆိုလို့ရှင်သူတို့ဒီတခြားနေရာမှာထွက်ပြီးတော့မှ အလုပ်လုပ်သွားပါလိမ့်မယ်။အဲဒါကြောင့်မိမိတို့ဝန်ထမ်းတွေကိုအိရှာကဏ္ဍနေဝန်ထမ်းတွေကိုထိမ့်သိမ့်တဲ့အခါမှာနော်အလုပ်တဲ့ဝန်ထမ်းလေးတွေကိုဘယ်လိုပုံစံမျိုးနဲ့အုပ်ချုပ်ရမလဲ။နော်အတိုးတက်လာပြီးဖြစ်တဲ့ဝန်ထမ်းတွေကိုဘယ်လိုအုပ်ချုပ်ရမလဲ။နော်ကျွမ်းကျင်ပြီးသားဝန်ထမ်းကိုဘယ်လိုအုပ်ချုပ်ရမလဲ။အရန်ကျွမ်းကျင်နေတဲ့အားကိုအားထားရတဲ့ဝန်ထမ်းတွေကိုဘယ်လိုအုပ်ချုပ်ရမလဲဆိုတဲ့ဒီခေါင်းဆောင်မှုစတိုင်၃မျိုးကို၄မျိုးကိုစနေတကျအသုံးချပြီးတော့မှဆောင်ရွက်သွားဖို့လိုတယ် ီဘိုင်းမှာခုနကအိတ်ရှာတွေကလည်းရဘူးကောင်းကောင်းနားလည်ဖို့လိုတယ်မန်နေဂျာတွေကလည်းကောင်းကောင်းနားလည်ဖို့လိုတယ်ပိုင်ရှင်တွေကလည်းကောင်းကောင်းနားလည်ဖို့လိုပါတယ်လို့ငါကြံပြုတင်ပြလိုပါတယ်ဒါကြောင့်ဟိုခေါင်းဆောင်မှုစတိုင်ဆိုတာအဲကျွန်တော်တို့ငါအမိန်ပေးရမယ့်လူတွေနော်ဓာတ်ရိုက်ညွှန်ကြားရမယ့်လူတွေဆွေးနွေးပေးရမယ့်လူတွေကြီးကြပ်ပေးရမယ့်လူတွေလုပ်ပိုင်ခွင့်ပေးရမယ့်လူတွေကိုခွဲခွဲခြားခြားပြီးပြီးတော့မှလုပ်ငန်းခွင်မှာတာဝန်ပေးတတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ထမ်းမမြဲခြင်းပြဿနာလေနော် လင်းလွတ်သွားပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်အဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမာခြင်းနဲ့ပြည့်စုံကြပါစေကြည်ကြည်လုံးမမှာ ကြော်လိုက်ရင်တော့ကိုယ်ကိုမြတ်ဖြစ်ကြပါစေလို့ဒီကောင်းမြတ်တာဥဒါရပါတယ်ကျွန်တော်နာမည်ဆရာလင်းအောင်ဖြစ်ပါတယ်